ပျော်ဝယ်မြို့နယ်ဘက်မှာဆိုလို့ချေတော့မှရွာပေါင်း60နဲ့4ရွာတိတိပေါ့နော်မဲမပီဘူးဒါအတိကျနော်ကျွန်တော်တရင်ကိုအတိကျရထားတယ်ရွာပေါင်း60နဲ့4ရွာအတိမဲပီတဲ့သူတွေမရှိဘူးပေါ့နော်ကျောဒီကြောက်ပထောင်းမြန်မာနိုင်ငံမှာဆိုကြောက်ပထောင်းလို့ ောင်ရွေးကောက်ပွဲကြီးကလည်းမကြာခင်မှာစတင်တော့မှာဖြစ်ပါတယ်။အဲ့ဒီအထဲမှာမှကျွန်တော်ပါတီတွေကလည်းသူကမဲဆွဲငါကမဲဆွဲနဲ့မဲဆွဲနေတဲ့ပါတီတွေကလည်းအများကြီးပဲဖြစ်ပါတယ်။အဲ့ဒီအထဲမှာအစိုးဆုံးကတော့ခင်ကြီးတို့ရဲ့ကြက်ဖုတ်ပါတီပဲဖြစ်ပါတယ်။ကြက်ဖုတ်ပါတီကတော့လူငယ်တွေကိုမဲဆွဲရုံနဲ့မကဘဲနဲ့အတော့ကျွန်တော်အဖိုးအဖွားတွေကိုပါမဲဆွဲနေရတဲ့အခြေအနေပါ။ကျွန်တော် ခင်ဗျားတို့သိကြလားမသိဘူး NLD ပေါ့နော်ကျွန်တော်2020ရွေးကောက်ပွဲတုန်းကလည်းကျွန်တော်2015တို့2020တို့ရွေးကောက်ပွဲတုန်းက NLD ကဘလောက်ထိအင်အားကြီးမားခဲ့လဲဆိုလို့ချင်း NLD ကလူတွေကမဲဆွဲကြမလို့ဘာလို့လဲဆိုတော့ပြည်သူတွေရဲ့ခြေထဲမှာထောင်ရအမိပဲရှိနေတယ်နော်အဲ့ဒါကြောင့်ကျွန်တော်ကဒီကနေ့မှာ2020ရွေးကောက်ပွဲကိုပြန်သွားရင်းနဲ့အခုလက်ရှိ2025မှာခင်ဗျားတို့မဲဘယ်လိုဆွဲနေကြလဲဆိုတာကိုကျွန်တော်လည်းတူကြည့်လိုက်ရအောင်

ောင်းပါလားခင်ဗျားတို့ဒါတိလားဒါတိလားကျွန်တော်ဟိုခေါင်းသုံးလုံးနဲ့အမလေးဒါခေါင်းသုံးလုံးနဲ့မဩနန်းဝဲဝဲမြင့်မူစကူဒူးဆရာမလေးနန်းဝဲဝဲမြင့်ဖြစ်ပါတယ်နော်တခြားကြည့်ပါအဲ့ဒီဟိုနောက်ကကျွန်တော်တို့ဒါအဲမင်းသားကြီးကိုမင်းတူလားမင်းနော်ကျွန်တော်ကြည့်ရအောင်ဗီဒီယိုလေးကို ရှင်အရင်ကဓမ္မစကူးသင်တဲ့ဆရာမလေးဆိုရင်ဒါအများပိုင်းလည်းသိကြပါရဲ့နော်ဟုတ်တယ်နော်အရင်တော့ဆိုလို့ချင်းသူကဟိုဓမ္မစကူးဆရာမလေးဆိုပြုံးမှာကျောနှစ်လူတွေရဲ့နှလုံးသားထဲမှာလုံးဝဆွဲနေအောင်အမြဲတမ်းမှတ်မိနေတဲ့ဆရာမလေးအခုလက်ချိနော်မင်းအောင်လာလက်ထပ်မှာကျတော့ကျောမူစကူဒူးဆရာမလေးရဲ့ဖြစ်ကို ဘွဲကိုခံယူပြီးတော့နော်ခေါင်းသုံးလုံးနဲ့ပေါ့နော်ကျွန်တော်ကြည့်အောင်ပါလီပြောထားတယ်အားလုံးလေးသိပြီးသားပါအရန်စစ်တယ်ပြီးခံမျိုးစစ်တယ်နဲ့ဝင်ပြပါရှင်ဟုတ်ကဲ့အခုဒီစစ်အောင်မယ်ဒီနိုင်ငံရေးပါတီတွေကသူတို့ရဲ့ပါတီ brand တွေကိုမိတ်ဆက်တဲ့ကဒါ ဒါကကျွန်တော်တို့2020ရွေးကောက်ပွဲတုန်းကကျော်ရို NLD ပါတီကိုအဲလိုက်ပြီးတော့မှ NLD ပါတီနဲ့ဒီအကျွန်တော်ချက်ဖို့ပါတီဘဲကိုမဲပေးလဲဆိုပြီးတော့မှကျွန်တော်စိုက်ကားဂိတ်ဒီမှာလိုက်မိထားတဲ့အင်တာဗျူးဗီဒီယိုလေးကိုပြတွေ့ရတာ ဖြစ်ပါတယ်အဲဒါကြောင့်ဒီကနေ့ကျွန်တော်တို့ခင်ရီတို့မဲဆွဲကဲပုံနဲ့ကျွန်တော်2020တုန်းကဒီအမေစုတို့ဟိုကျွန်တော်တို့အမေစုတို့ NLD မဲဆွဲခဲ့တဲ့ပုံစံပေါ့ဗျဘလောက်ကြီးกว่าချလဲဆိုတာကိုဒီမှာ တွေ့မြင်မှာဖြစ်ပါလေကြည့်လိုက်ရအောင်ဆလာမှာအကိုတို့ဒီဂိတ်ကိုဘယ်လိုပါတီလာပြီးတော့အဲ့လိုလာပြီးမိတ်ဆက်တာရှိလဲကျွန်တော်တို့မနေ့ကတော့လာပါသေးတယ်ဟုတ်ကဲ့ပီသုံးလုံးနဲ့ဟုတ်ကဲ့ပီပါပီသုံးပါကျွန်တော်တို့မသိဘူးပီသုံးနဲ့လာပါလာဒါပေမဲ့တို့မဲဆွေတာတော့မဟုတ်ပါဘူးတို့လာပြီးတော့ကျွန်တော်လည်းလာပြီးတော့ယူလိုက်တယ်အလန်ဒမားချင်းမထဲမှာတော့အမေပဲရှိရတယ်နော်ဟုတ်ကဲ့အန်လေးဟုတ်ကဲ့ဟုတ်ကဲ့ဆရာကတို့အဲ့လာပေးသွားတဲ့အလန်တွေရောပါပါလောက်လိုက်ရဘူးဒီမှာရှိတယ်ဟုတ်ကဲ့ အယူကကြတော့လေပါဟုတ်ကဲ့ဒီလိုဘာလို့မတက်မတက်လာလို့ မတော့လေတက်လို့အဆင်မပြေဘူးလေကျွန်တော်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့အခုဒီလာမယ့်2000နဲ့ရေကောက်ပွဲမှာအခုဘယ်ပါတီကိုမဲပေးဖို့ရှိလဲဗျာဟာအမေပဲလေအနန္ဒီပဲလေဟုတ်ကဲ့ပါဟုတ်ကဲ့ဆိုတော့ခုနိမယ်လေးပြောပြအောင်ဗျာကျွန်တော်မဲခိုင်ဝဲဟုတ်ကဲ့ပါကျေးဇူးပါနော်အခုဟုတ်ကဲ့ဟုတ်ကဲ့ဟိုကအနန္ဒီပဲကျွန်တော်တို့ကတော့ဘယ်ပါတီလဲဟုတ်ကဲ့အခု2015တော့ဘယ်ပါတီပေးခဲ့သေးလဲအနန္ဒီပဲလေဒါပဲလေဟုတ်ကဲ့အချိန်လုံးကဒါပဲပဲဒီရက်အတိဒါပဲကွာဒါကလုံနေရဲ့ကျွန်တော်မင်္ဂလာပါခင်ဗျာဟုတ်ကဲ့မင်္ဂလာပါဟုတ်ဆိုတော့အခုမနေ့ကဆိုတာအခုရိတ်ကိုဒီနိုင်ငံရေးပါတီတခု ကနေပြီးတော့ဒီပါတီမိတ်ဆက်တဲ့အလံတွေလာပြီးတော့ဒါပေးရပါမျိုးရှိတယ်ဆိုတော့အကိုတို့အနေနဲ့အဲ့အလံတွေတက်တက်ထက်တက်ထားလာကြအခုမတက်ဘူးကိုဟုတ်ကဲ့မတက်ဘူးဆိုတော့ကျွန်တော်တို့ရဲ့ရင်ဘတ်ထဲမှာအဲ့ဒါမရှိလို့ ဟုတ်ကဲ့အဲ့ဒါကြောင့်အိုးလိုဒီကိုပုတ်ကပ်ပြီးပြောရတော့မဟုတ်ဘူးအဲ့ဒါဒီကျွန်တော်တို့ဘာမှလည်းကျွန်တော်တို့နိုင်ငံရေးလည်းမသိဘူးဒါပေမဲ့ကျွန်တော်တို့သိတာကျွန်တော်တို့လက်ခံလာတာကျွန်တော်တို့သိတဲ့အလံတခုအဲ့ဒီအလံအတွက်ပဲကျွန်တော်တို့ကလက်ခံပါဆိုတော့အခုလာမယ့်ခု2020ရွေးကောက်ပွဲမှာအခုဘယ်သူမဲပေးဖို့ရှိလဲဗျာဟာ NLD ပဲပြင်ပါဘူးဟုတ်ကဲ့ပါအခုနာမည်လည်းပြသပေးပါဦးဗျာဟာကျွန်တော်နာမည်ဟင်းစောပဲမှာဟုတ်ကဲ့ပါအော်ဒီ NLD ပါတီရဲ့အလံနေလိုကိုအကုန်ချိန်ထားဆိုတော့အခုဘလူးဘလူးရဲ့ချက်မျိုးနဲ့ဒီလိုချိန်ထားတယ်ဗျာအော် ဒီဦးလေးယူကြည့်နော်ဒီဦးလေးယူတေချာကြီးစိုက်ကားမှာဖီရောအလန်ရောအင်ဂျီရောအုတ်ထုတ်ရောဒီမတ်တရားအစတာသူ့ရဲ့ပိတ်ဆံနဲ့ပဲဝယ်ပြီးတော့မှအားပေးခဲ့တာနော်အခုခေတ်ကြည့်လိုက်ခင်ကြီးတို့ကြက်ဖို့ပါတီကခင်ကြီးတို့ဒီဘူလတ်လတ်ဆွေတို့နော်အဲ့ဒီကောင်ကြီးကြတော့အဲ့လိုမဟုတ်ဘူးနော်သူတို့ကိုသူတို့မဲဆွယ်တဲ့နေရာမှာအင်ဂျီတွေပေးတယ်နေစားခါတွေပေးတယ်ဒါမျိုးတွေလုပ်ပြီးတော့မှမဲဆွယ်ရနော် သူတို့များလာလို့မဲဆွဲတယ်အခုချိန်ထိလည်းအတူရောက်ရွေးကောက်ပွဲကိုအားမပေးတဲ့သူတွေကခက်များများရဲ့မြန်မာနိုင်ငံမှာစကြည့်မယ်အဲမဲဆုကိုယုံကြည်လို့ပေါ့ဒါလိုကမဲဆုယုံကြည်လို့အဲ့လိုလောက်တာပေါ့ဟုတ်ကဲ့အခုဝယ်ထားတာလားဒါမှမဟုတ်အခုတစုံတစ်ခုကလာပေးထားတာလားဒါမှမဟုတ်အခုပတ်စံတကူဝယ်ထားလားကျွန်တော်ပတ်စံနဲ့ကျွန်တော်ဝယ်ရတာဒီအသေးလေးက1000ဟုတ်ကဲ့ဒီကောက်က900ဒီကောက်1000ဒါကြီးတော့900ထီးရက်က2000ကျတယ် ဖြစ်ပေါ်မှာဒီပေါ်ပေါ်မှာပြီးရရှိတယ်အဲ့ဒါနှစ်ပေါင်းကြာအလုံးပေါင်းကိုဘယ်လောက်ကြာပါလဲအလုံးပေါင်းဆိုရင်ကျွန်တော်ခုကျွန်တော်တို့ဆရာတော်ကနစီတာဆိုရင်တသိန်း၃ပေါင်းလောက်ပုံသားပြီဘယ်လောက်ပုံသားလဲဒီဒီအလန်အလန်အလန်နဲ့ဒီအိတ်ကြီးနဲ့အကုန်ဆုံးတော့လေကျွန်တော်တို့ဒီဘွတ်ဆုံးတာတော့ဟုတ်ကဲ့ဒါအဲ့တကူတသိန်း၃ပေါင်းလောက်ပုံတယ် ကဲဘလူးမကျွန်တော်တကြပ်ပေးရမရှိကျွန်တော်ရဲ့ဒါထွင်းနေတာနဲ့ကျွန်တော်လုပ်ပြန်လာရပါဟုတ်ကဲ့ပါဆိုတော့အကိုကြီးကအခုကြံခဲ့တဲ့2015တော့ပဲပါတီကိုပေးခဲ့တာလေပြီးတော့အခုဒီ2020မှာပဲပါတီကိုမဲပေးဖို့ရှိတယ်ဗျာကျွန်တော်2015တော့လည်းအန်လဒီပဲလေကျွန်တော်စိုက်ကားမှာလည်းလိုတဲ့အန်လဒီလာနေတဲ့ကြော်တော့တတ်ထားတယ်အခုလည်းအန်လဒီပဲပေါ့ဟုတ်ကဲ့ပါ2025လည်းအန်လဒီပဲဟုတ်ကဲ့ဟုတ်2040လောက်ရှိတဲ့အန်လဒီပဲပေးဖို့ပါဟုတ်ကဲ့ပါအပါကိတ်ကိုပြောလို့ရမယ်ကျွန်တော်ဒါနဲ့ဖျားလမ်းမှတ်တိုင်ပေါ့ဖျားလမ်းဂိတ်ပေါ့ငန်းညွတ်ငန်းညွတ်တဲ့ဖျားလမ်းဂိတ်ကျေးဇူးပါကို ဒါမဲ့2020ရွေးကောက်မှာကိုဘယ်သူပေးဖို့ရှိလဲလက်ပေးဖို့ရှိလဲကိုကျွန်တော်တို့ကဒီ NLD ပဲကိုဘယ်ချိန်ပဲရောက်သွားဖို့ကိုကဘယ်နှခုနှစ်ပဲရောက်သွားရောက်သွားဖို့ကိုကျွန်တော်တို့ကတော့ NLD ပဲပြီးပါမယ်ဟုတ်ကဲ့ပါကိုအာဆိုတော့အခုဒီအလန်တက်လိုက်ပြီးနောက်ပိုင်းရောအခုဒီအလုံးလောက်ရတာအဆင်ပြေလားပြေပါလဲကိုမကြသွားပါဘူးကိုပုံမှန်ပါပဲကျွန်တော်တို့ဒီရက်ကို1000ကျော်လောက်ရတာဒါနေတိုင်းပုံမှန်ရတယ်ကိုဟုတ်ကဲ့ပါဟာဂျမင်တက်တက်အမီစုကိုကျွန်တော်တို့ကချစ်လို့အားပေးရပါဟုတ်ကဲ့ပါသဘောပေါက်တယ်နော်ဟိုဘက်ရက်ကွက်ကဘောမတွေသဘောပေါက်ဖို့ကောင်းတယ်လို့နော် မင်းတို့စောက်ချက်လေးလဲခြေကြအောင်အတူရောက်ရွေးကောက်ပွဲကိုဘယ်သူမှလဲအားပေးတာမရှိဘူးထောက်ခံတာလည်းမရှိဘူးအဲ့ဒီထဲမှာလူနည်းစုတစုပေါ့နော်ဘောမနေတဲ့တတိုက်ကာနဲ့ဂျော်ဒီနေစားကားရလို့လိုက်သွားတဲ့သူတွေနဲ့ဒီလောက်ပဲရှိတယ်နော်အခုချိန်ဒီနော်ကျောင်းဒီအဲခင်ဗျားတို့ဒီကျွန်တော်ဗီဒီယိုကြည့်နေတဲ့သူတွေသိမှာပါဘာဖြစ်လို့လဲဆိုတော့မြန်မာနိုင်ငံမှာနော်ကျောင်းနိုင်ငံခြားမပြောနဲ့ဗျာဒီထိုင်းနိုင်ငံမှာဆိုလို့ချင်းလူဦးရေကကျောင်းမြန်မာနိုင်ငံသားတွေကြည့် တန်းနေချီချီပဲဗျာတိန်းနေချီရှိမယ်ဗျာဒါပေမဲ့ဟိုတနေ့ကတန်ယုံမှာမဲပေးတဲ့လူက25ရောက်လောက်ပဲရှိတယ်เนาะကျတော့ဒီတောင်ကိုရီးယားတို့တောင်ကိုရီးယားမှာကိုရီးယားမှာဆိုရဲကြည့်လိုက်မဲပေးမဲ့လူမရှိလို့เนาะသူစောက်ချက်တွေ꽌နေစောက်ချက်တွေ꽌နေဗျံဗျံ꽌နေမဲပေးမဲ့လူမရှိကြဘူးတရားမှာဘသူမှလည်းထောက်မခံဘူးဒီเนาะဘသူမှလည်းထောက်မခံမနဲ့အတီးလုံနေတဲ့လုံဆက်ကြီးကိုဘသူမှလည်းအတီးမှမပြူဘူးအခုမှဆိုလို့ကျွန်တော်တို့ဒီ ကျွန်တော်ကျွန်တော်သိထားရတဲ့လောက်ကတော့ဒီရွာဘက်တွေအထိမဲဆွဲစည်းယုံနေရတာပေါ့နော်ဒီထွေအုပ်တွေဆိုလို့ရှိရင်အဲထွေအုပ်တွေကောင်းကောင်းမနေရဘူးဗျညာဘက်တွေလည်းတွားရတယ်နေဘက်တွေလည်းတွားရတယ်သူတို့မိုးချုပ်လည်းတွားနေရတယ်နော်ထွေအုပ်ကလူတွေနော်ကျွန်တော်ကျွန်တော်တရင်တွေတိကျရထားပါတယ်နော်အဲခင်ဗျားတို့အဲ့လိုမျိုးတွေဗျာဒီကျောလက်ရှိအခုကျွန်တော်တို့ပျော်ဝယ်မြို့နယ်ဘက်မှာဆိုလို့ရှိရင်တော့မှရွာပေါင်း64ရွာတိတိပေါ့နော်မဲမပီဘူးဒါအတိကျနော် ကျွန်တော်တရင်ကိုတိကျရထားတယ်။ရွာပေါင်း64ပါအတိမဲပေးတဲ့သူတွေမရှိဘူးပေါ့နော်။ကျောင်းဒီကျောက်ပထောင်းမြန်မာနိုင်ငံမှာဆိုကျောက်ပထောင်းလို့အတိအာအညာဘက်မှာဆိုတဘိုးကြီးကမမပေးဘူးသူမှလည်းထောက်ခံတာမရှိဘူးနော်။ရွာပေါင်း64ရွာနော်။လူကြီး64ရောက်မဟုတ်ဘူး။ပျော်ဝယ်မြို့နယ်တစ်ခုလုံးမှာရွာပေါင်း64ရွာကမင်းအောင်လာရဲ့အတူရောက်ရွေးကောက်ပွဲကိုဘယ်သူမှမဲမပေးကြဘူး။ ထောက်လဲမထောက်ခဲ့ကြ။ဒါကျွန်တော်ရဲ့ပြည်ဝင်မြို့နယ်မှာပဲရှိသေးတယ်เนาะ။တခြားသောနေရာဒီမှာဆိုရင်မပြောနေတော့နဲ့။ကြောက်ဗရောင်းလို့ပဲမှာဆိုပြောမနေတော့နဲ့။เนาะမဲမပေးတဲ့သူတွေကအများကြီးပဲ။ Okay ။ဒီဗီဒီယိုလေးကတော့အထူးရောက်ရုပ်ောက်ပေါ်ဆက်ကျင်တဲ့เนาะကျွန်တော်ဒီဒီမှာပဲရပ်နားလိုက်ပါပဲ။